်တယ်ကဖုံးပြုတ်သွားလို့ဆန်ရှင်နဲ့အလုတ်သမားတူအသက်ဆုံးသွားရတဲ့တည်တင်းရှင်ဒီအဖြစ်အပျက်ကမနေ့ကလေးလပိုင်းဆက်ရှင်နေ့ထိုင်းနိုင်ငံစူဖန်ဘူရီမှာဖြစ်သွားခဲ့တဲ့အခင်ဖြစ်သွားတဲ့ဆန်ရဲနာမည်ကသွန်မခံလို့ခေါ်တဲ့ဖြစ်စဉ်ကတော့မနေ့ကအဲ့တဲ့တယောက်ကအချားအဲ့တဲ့လိုမျိုးပဲပုံမှန်အတိုင်းဆိုင်မှာလာစားလာတောက်တယ်တဲ့ရှင်ညနဲ့လဲရောက်အဲ့တဲ့လဲမူးတော့အဲ့တဲ့ကငွေရှင်းလိုက်တယ်ငွေရှင်းပြီးအဲ့တဲ့ကပြန်သွားတယ် ဆိုင်ကမပိတ်တဘူးအဲ့မှာမှနင်းနေအဲ့ဒီအဲ့တဲ့ကဆိုင်ကိုပြန်ရောက်လာပြီးဆိုင်ရှင်နဲ့ဝန်ထမ်းတွေအလုပ်သမားတွေကိုလာမေးတဲ့သူ့ရဲ့ဖုံးကိုခိုးသွားတာလားသူ့ရဲ့ဖုံးပျောက်နေလို့လို့လာပြောတဲ့ဒါကြောင့်ဆိုင်ရှင်ကဖုံးလိုက်ရှာကူတဲ့အလုတ်သမားတွေဝန်ထမ်းတွေကိုလည်းခိုင်းပြီးဖုံးလိုက်ရှာကူခိုင်းတဲ့ဒါပေမဲ့ဘလို့ပဲရှာရှာရှာလို့မတွေ့ဘူးအဲ့တီအဲ့တယ်လေ ဆိုင်ကဝန်ထမ်းကိုပဲယိုးနေတယ်ဝန်ထမ်းတွေယူသွားတယ်လို့ပဲပြောနေတယ်။ဒါကြောင့်ပဲဆိုင်ရှင်နဲ့ဧည့်သည်ကစကားများသွားကြတယ်ယင်။ညင်းသွားညင်းလာရန်ဖြစ်ပြီးနင်နေရင်အဲ့ဒီဧည့်သည်ကတနတ်ကိုထုတ်ပြီးပုံ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 နဲ့ပြစ်လိုက်တယ်။ဆိုင်ရှင်ကိုတုံးနေရထိတယ်လေပင်ချေလက်ပြီးတော့အလုတ်သမားတယောက်ကိုလည်းထိသွားတယ် အလုတ်သမားကိုနှစ်နေရာထိတယ်။လဲပေးနဲ့ခြေတော့စားတော့ဆိုင်ရဲ့အင်တာရှိမှပြစ်သွားတာလို့ပြောတယ်။ဆိုင်ရှင်နာမည်ကခွန်ပေါ်အသက်35အမျိုးသားဖြစ်တယ်။အပြစ်ခံရတဲ့ဆိုင်ဝန်ထမ်းနာမည်ကခွန်ကင်အသက်25နဲ့အမျိုးသားဖြစ်တယ်။အခြားဝန်ထမ်းတွေကရဲနဲ့ကယ်ဆယ်ကိုဖုံးဆက်အကြောင်းကြားပေးလိုက်တယ်ရှင်။မတဘူးကဲဆယ်ရင်းနဲ့ရဲကအခင်ဖြစ်တဲ့နေရာကိုရောက်လာတဲ့အဲ့ဒီအချိန်မှာဆိုင်ရှင်ရော ဝန်ထမ်းရောအသက်ရှင်နေသေးတဲ့ကဲဆေးတွေကစေယုံကိုခေါ်သွားလိုက်တဲ့စေယုံရောက်တော့ဆိုင်ရှင်ရောဝန်ထမ်းရောဆုံးသွားတယ်တရှင်ဆိုင်ရဲ့ဝန်ထမ်းတအူးပြောတာကတော့ အတီဆိုင်ကညနဲ့၁၂နာရီမှာ ပိတ်တယ်တဲ့ရှင်ညတော်ကအဲ့ဒီအဲ့တဲ့ကပုံမှန်အတိုင်းပဲလာတောက်တယ်တောက်ပြီးမူတော့ငွေရှင်းနဲ့အိမ်ပြန်သွားတယ်မကြဘူးဆိုင်ကိုပြန်ရောက်လာတယ်ပြီးတော့ဝန်ထားတူဖုံးကိုယူသွားတယ်ပြောပြီးဆိုင်ရှင်နဲ့စကားများပြီးအဲ့တဲ့ကဆိုင်ရှင်နဲ့ဝန်ထမ်းတို့ကိုပြစ်ထဲလိုက်တယ်တဲ့ရှင် အမှန်ဆိုရင်အက်တယ်ပြန်လာတဲ့အချိန်မှာအခြားအက်တယ်တွေမရှိတော့ဘူးတဲ့ရှင်အဲ့ဒီအချိန်ဆိုင်ရှင်ကဝန်ထမ်းတွေနဲ့အဲ့လိုမျိုးအစည်းအဝေးလုပ်နေတဲ့ဆိုင်ရှင်က တကြံကလာမှာအလုတ်တမဝန်ထမ်းတွေကအလုတ်မနာရဘူးဆိုင်မပိတ်ဘူးဆိုတော့တကြံအစားထိုးဒီနေ့16ရက်နေ့မှာဆိုင်ရှင်ကအလုတ်သမားတွေဝန်ထမ်းတွေအတွဲပျော်ပွဲစားပွဲတွေလုပ်ပေးမယ်တဲ့ရှင် ဒါပေမဲ့အတီအတဲကဒီလိုမျိုးလာလောက်သွားတဲ့ဆိုင်ရှင်ကိုရောဝန်ထမ်းကိုရောတနာပါတယ်ရှင်အကောင်းရပုံပွားရောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ပြီးတော့အတီအတဲကသူ့ဖုံးသူ့ပဲနားမှာယူပြုတ်ကြမလဲသူမသိဘူးလမ်းမှာကြခဲ့တာလည်းမမသိတယ်ရှင်ဒါကိုဆိုင်ကဝန်ထမ်းတွေကိုယိုးပြီးဒီလိုမျိုးလောက်သွားတဲ့အခုထိရဲကအဲ့ဒီလူဆိုးကိုမဖမ်းမိသေးဘူးစိတ်မြန်လိုက်တာနော်ရှင်လူတချို့ကဒီလိုမျိုးပဲရှင်သွားလိရအဲ့လိုမျိုးလက်နဲ့တည်းဆောင်တယ်အဲ့တော့ ဖြစ်နိုင်ရင်ဘသူနဲ့မှသွားစကားမများသွားမရှုပ်သွားမပသက်တကအကောင်းဆုံးပဲရှင်